တရားထုတ်တယ်ဆိုတာဒီခန္ဓာကြီးရဲ့သဘောအမှန်တွေကို အမှန်တိုင်းသိအောင်လို့အထောက်ရတာလို့အလုံးနားလည်ထားကြပြီသားဒီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားအထုတ်တဲ့နေရာမှာဒီအစာဟာရကိုစားရတော့ကြတာနဲ့ပတ်သက်ပြီးတော့လည်းပဲအမှန်တိုင်းသိအောင်ကြိုးစားကြရမယ်အစာဟာရဆိုတာ ဒီခန္ဓာကြီးဆက်လက်ယက်တည်နေဖို့အတွက်အာကြီးတဲ့အထောက်ပံ့တွေနဲ့ကျေစုပြုနေတာအစာဟာရဆိုတာခန္ဓာကိုယ်ကြီးရဲ့အစိပိုင်းတစ်ခုပဲဒါကြောင့်ဒီအစာတောက်နဲ့ပတ်သက်ပြီးတော့လည်းပဲအမှန်တိုင်းသိအောင်ကြိုးစားကြရမယ်ကြိုးစားတဲ့နေရာမှာလည်းနီးမျိုးစုံနဲ့အမှန်သိအောင်ကြိုးစားရမယ်အစာဟာရကိုသုံးဆောင်ကြရတယ်ဆိုတာခန္ဓာကိုယ်ကြီးဆက်လက်ရှင်သန်နေဖို့အတွက် ဒီခန္ဓာကိုယ်ကြီးတဲ့ကိုအာဟာရတွေထည့်ပေးနေတဲ့သဘောပါပဲဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ကံစိတ်ဥဒ္ဓအာဟာရဆိုတဲ့အကြောင်းတရားတွေကထောက်ပံ့ပေးထားတာပါကံရဲ့စိတ်ရဲ့ဥဒ္ဓရဲ့အာဟာရရဲ့ဆိုတဲ့အကြောင်းတရားကြီး၄ပါးအဲ့ဒီအကြောင်းတရားကြီး၄ပါးတွေကအာဟာရဆိုတဲ့အကြောင်းတရားဟာလည်းပဲခန္ဓာကိုယ်ကြီးရှင်သန်ရေးအတွက်အလွန်အရေးကြီးတဲ့အခန်းကဏ္ဍကနေထောက်ပံ့ပေးနေရတယ် စားတော့လိုက်တဲ့အစာအစာတွေရေးတယ်အဲ့ဒီအစာအာဟာရတွေကအာဟာရဓာတ်တွေကိုခန္ဓာကိုယ်ကြီးကစုပ်ယူထားလိုက်ပြီးတော့မလိုအပ်တာတွေကိုအညစ်အကြေးဖြစ်ပြန်လဲဆွတ်ထုတ်ပြရတယ်အစာအာဟာရအသစ်တွေထည့်လိုက်လိုအပ်တာတွေကိုစုပ်ယူလိုက်မလိုအပ်တာတွေကိုဆွတ်ထုတ်လိုက်နေဒီအတိုင်းပဲလည်ပတ်နေဒီခန္ဓာကိုယ်ကြီးဟာအာဟာရဓာတ်ကိုမရရင်မရှင်းသန်းနိုင်ဘူးဒါကိုအလုံးနားလည်ထားကြပြီသား ိုနားလည်ထားတဲ့အဲ့ဒီအမှန်တရားကိုသတိရဖို့လိုတယ်စဉ်းစားဖို့ဆင်ခြင်ဖို့လိုတယ်ဒါကြောင့်ဒီခန္ဓာကိုယ်ဆိုတဲ့စက်ကြီးဆက်လက်ပြီးတော့လက်ပတ်နိုင်ဖို့အတွက်အာရတ္တဆိုတဲ့ဓာတ်စီတွေကိုနေရတိုင်းထည့်ပေးနေရကာရတိပုံမှန်မောင်းနေနေနိုင်မှုအတွက်ဓာတ်စီတို့ဒီဇယ်တို့ကိုထည့်ပေးနေရသလိုပါပဲဘဝခီလမ်းပုံမှန်ဒီခန္ဓာဆိုတဲ့ကာကြီးပုံမှန်မောင်းနေနေနိုင်မှုအတွက် အာဟာရဓာတ်ရှိတွေကိုနေတိုင်းထည့်ပေးနေရတယ်။စီမီတောက်ကလေးပုံမှန်တောက်နေဖို့အတွက်စီမီကွက်ထဲကိုရှိတွေထည့်ပေးနေရတာနဲ့လည်းအလွန်တူပါတယ်။ဒီရှင်သန်မှုဆိုတဲ့မီးတောက်ကလေးပုံမှန်တောက်နေနိုင်အောင်ဒီခန္ဓာကိုယ်ကြီးတွေကိုအစာအာဟာရတွေထည့်ထည့်ပေးနေရတယ်။ဒီနေ့ကိုနှစ်ခါသုံးခါလောက်ထည့်ထည့်ပေးနေရတယ်။အစာအာဟာရကိုဝါမြူနေရတယ်ဆိုတဲ့ဒီလုပ်ငန်းကြီးဟာရှင်သန်မှုအတွက်မဖြစ်မနေလုပ်နေရတဲ့အလုပ်ကြီးတစ်ခုပဲ။ အလွန်ကြီးမားတဲ့တာဝန်ကြီးတစ်ခုလည်းဖြစ်ပါတယ်ဒီစာအသားကိုစာမြုံနေရတဲ့ဒီလုပ်ငန်းရဲ့ကြီးကျယ်ပုံကိုအသေးချာစဉ်းစားကြည့်တဲ့နေအစာအာဟာရအတွက်ရှားကြဖို့ရတယ်ပြင်ပင်ပန်းပန်းစူးစမ်းပြီးတော့လှုပ်ကြကန်းကြရတယ်အဲ့လိုရှားလို့ဖွေလို့ရလာပြီဆိုတော့လည်းပဲချက်ကြပြုတ်ကြရတယ်ပြင်းကြဆင်းကြရတယ်ပြီးတော့စားကြတောက်ကြဝါကြမျိုးကြတယ်သမုတ်တရားဝမ်းတထွားတဲ့ဘယ်တော့မှပြည့်နိုင်တယ်ဆိုတာလည်းမရှိဘူး ီတာဝန်ကိုပင်ပင်ပန်းပန်းကိုထမ်းဆောင်နေကြရတာဒါဟာဇင်ခန်းနေတဲ့အလုပ်တစ်ခုမဟုတ်ဘူးဒါဟာတာယာတိုက်တဲ့ကိစ္စတစ်ခုလည်းမဟုတ်ဒီလိုကိုမလုပ်ရင်မရှင်းတမ်းမှမဟုတ်လို့ဒီလိုကိုမလုပ်ရင်တေမာမှမဟုတ်လို့လုပ်နေရတဲ့တေရေးရှင်ရဲ့အလုပ်ပဲတတ္တဝါတိုင်းတတ္တဝါတိုင်းသူတို့ဘဝရှင်းတမ်းနေထိုင်ဖို့အတွက်အစာအာဟာရကိုဝါမျိုးစားတော့နေကြရတယ်လူလဲလူလိုက်နှက်လဲနှက်လိုက် တိရိစ္ဆာန်တွေလည်းတိရိစ္ဆာန်အလိုက်ဝါမျိုးစားတောက်နေကြရတယ်တိရိစ္ဆာန်လောကကိုကြည့်မယ်ဆိုရင်သူတို့ဘဝရှင်သန်မှုအတွက်အစာရကိအစာအာဟာရကိစ္စဟာအလွန်တရာမှခက်ခဲကြံထန်တာကိုတွေ့ရတယ်ကိုယ်ဘဝရှင်သန်ရတဲ့တခြားသတ္တဝါတွေကိုဖန်ဆီးတက်ဖြတ်ပြီးစားတောက်ဝါမျိုးကြရတယ်သူတို့ဘဝတွေဟာအလွန်မှခက်ခဲတယ်အလွန်မှလည်းပင်ပန်းဆင်းရဲတယ်ငွေတွေဆိုလို့ရှိရင် တို့ရဲ့သားကောင်တွေကိုဝါးမြူနေတာကိုကြည့်ရတာအလုံးမအခက်ခဲပင်ပန်းနေ။ဒါပေမဲ့တို့ကတော့လောဘစိုးတွေနဲ့တကယ်ကိုမဲ့မဲ့မုံမုံဝါးမြူနေကြတာပဲ။လူသားတွေရဲ့အစားအသောက်ဝါးမြူမှုတွေကိုလည်းပဲဒီဒီချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လိမ့်ဆန်နေနဲ့တိတ်ပြီးတော့မထူးလာဘူးလို့ဆိုရမယ်။ထူးတယ်ဆိုရင်လည်းအပေါ်ရန်တော့ပဲထူးမယ်။လူတွေလည်းပဲ စားဖို့တောက်ဖို့အတွက်ဒိဋ္ဌံတွေကိုမွေးကြတယ်။ကြက်တွေဖွဲတွေဝက်တွေစိတ်တွေနွားတွေငါးတွေဒါတွေကိုမွေးကြတယ်။ပြီးရင်ရဲဆက်ဆက်တတ်ကြတယ်။စိတ်တန်းကြချက်ပြုတ်ကျုံလို့ပြီးတော့မဲမဲမောမောကိုစားတော့ဝါမြုံနေကြတာပဲ။ဒိဋ္ဌံတွေနဲ့ရှင်းလိုက်ရင်အစင်းစားတာနဲ့အကျက်စားတာလောက်ပဲကွာ။ကျန်တာတွေကတိတ်မထူးလားဘူး။ရဲဆက်ဆက်တတ်တာချင်းလည်းမထူးဘူး။ မဲမဲမောမောစားကြတာချင်းလဲတိတ်မထိုးဘူးအလေးဆန်တွေကသူတို့ရဲ့လက်သေးခြေသေးအဆွေတွေကိုအသုံးပြုပြီးတော့တတ်မယ်လူတွေကလက်နက်ကိရိယာတွေကိုအသုံးပြုပြီးတော့တတ်မယ်ဘာမှတိတ်ပြီးတော့မထိုးဘူးရက်ဆက်တာချင်းလဲပဲအတူတူပဲအလေးဆန်တွေလည်းပဲမဲမဲမောမောစားကြတယ်လူတွေလည်းပဲမဲမဲမောမောစားကြတယ်မမမမစားကြတာချင်းလည်းပဲတိတ်ပြီးတော့ထူလာတယ်လို့မဆိုနိုင်ဘူး ဲ့ဒီတော့အတိဉဏ်ရှိတယ်ဆိုလို့ရှိရင်မိမိတို့ရဲ့စားတောက်မှုဟာအလေးဆန်တွေရဲ့စားတောက်မှုနဲ့ကွဲပြားတဲ့နဲ့ရဲဆက်ဆက်တတ်တာတွေမပါတဲ့မှုမဲမဲမောမောစားတောက်တာမျိုးတွေမဖြစ်တဲ့မှုညဆွာဘုရားကကိုကိုယ်တိုင်သတ်စားဖို့ဆိုတာကိုမပြောနဲ့ကိုစားဖို့များတတ်ထားတာလားလို့မြင်ရင်းကြချင်းယုံမှန်ချင်းရှိတယ်ဆိုရင်တော့ အဲ့ဒီအသားကိုမစားရဘူးလို့ဆုံးမတယ်။နောက်ပြီးတော့အစာဟာရကိုမက်မက်မောမောမစားဖို့ကိုလည်းပဲနှီးမျိုးစုံနဲ့ဆုံးမတယ်။ခန္ဓာကိုယ်ရှင်သန်နေဖို့အတွက်မဖြစ်လို့စားရတာဒီခန္ဓာကိုယ်ရှင်သန်နေမှလည်းပဲမြတ်သောအကျင့်ကိုကျင့်သုံးနိုင်မှာဒီခန္ဓာကိုယ်ရှင်သန်နေမှလည်းပဲမိမိအကျိုးစီးပွားသူတို့ကအကျိုးစီးပွားကိုဆောင်ရွက်နိုင်မှာဒါကြောင့်ခန္ဓာကိုယ်ရှင်သန်ရေးအတွက်ဒီအစာဟာရကိုမဖြစ်လို့စားကြရတာလို့ မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့အစာအာဟာရကိုစားကြရမှာအတိညာနဲ့ဆင်မြင်ပြီးတော့ဆင်ခြင်ပြီးတော့စားကြရမှာခုယောဂီတို့ရုပ်ဆုံနေတဲ့ဣတိစာဝေအမဲမဲကိုဆိုတဲ့လင်္ကာလေးအဲ့ဒီလင်္ကာလေးကိုရုပ်ဆုံတဲ့အခါမှာလင်္ကာမှာပါတဲ့အဓိပ္ပာယ်ကိုတိတိကျကျစဉ်းစားပြီးတော့ရုပ်ဆုံကြည့်ရည်ရွယ်ချက်အလွန်တရာမြင့်မားတာကိုတွေ့ရတယ်လွန်တရာသဘာဝကြပြီးတော့လွန်တရာလေးနဲ့တာကိုလည်းတွေ့ရတယ် ဤသည့်စာဝဲအမေမေကိုမြို့ရံမှန်ကြွလှပရည်စင်ပြည့်ဖြူးခြင်းကမသုံးပါဘူးလေးပြတ်တက်ဆောင်ဤကိုကောင်သည်ရှီအောင်ဒီလက်အသက်မြတမ်းအမောပညာဖရာသာသနာကျင့်တဲ့ဖြာကိုကျင့်မာနိုင်စေဝိရဏဟောင်းတဲ့မဖြစ်စီရရပိုက်မြတ်လက်ခတ်သိမ့်ပြတို့မဖြစ်လျောင်ချမ်းပြေအောင်ဟုသုံးဆောင်မိရပါသည်တဲ့ဒီချာလေးတပိုက်ချင်းလေးစဉ်းစားပြီးတော့ရှုကြည့်မယ်ရှင်အလွန်လေးနဲ့တာကိုတွေ့ရတယ် ဤတိစားဝဲအမေမေကိုမျိုးရမှန်ကြွလှပရည်စင် ပြည့်ဖြိုးခြင်းကမတုံးပါဘူးတဲ့ပြောရင်ပရင်လှရင်ပရင်လို့စားတာတောက်တာမဟုတ်ပါဘူးတဲ့ဒီပြတဲ့ဆောင်ဤကိုကောင်းသည်ရှီအောင်ဒီလေးအသက်မြတ်တယ်မဟုတ်ပညာဘုရားသာသနာကျင့်တဲ့ဖြာကိုကျင့်မာနိုင်စီအစာအာဟာရကိုမိဝဲမှတကြည်လေးပါနဲ့တိဆောက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးမြတ်မြတ်တတ်တတ်ရှင်းသန်းနိုင်မှာဒါမှလည်းမြတ်စွာဘုရားရဲ့အဆုမတွေကိုကျင့်သုံးနိုင်မှာ ဒီလိုကောင်းမွန်တဲ့ရွေချက်တွေနဲ့စားတော့ပါတယ်တဲ့ဝေဒနာဟောင်းတဲ့မဖြစ်စေရညာပိုင်းမြတ်လေးခတ်သိမ့်ဖြစ်တော့မဖြစ်လျောင်ချမ်းမြေ့အောင်ဟုတ်သုံးဆောင်မှုရပါသည်တဲ့စားလောင်တဲ့ဝေဒနာတွေပျောက်ပြင်းပြင်းထန်တဲ့ဝေဒနာအသစ်တွေလည်းမဖြစ်ရအောင်ဣဒိယဘုလေးပါးမှာချမ်းချမ်းသာသာနဲ့မြတ်သောကျင့်ကိုကျင့်သုံးနိုင်အောင်လို့ဒီအစာဟာရတွေကိုစားတော့တာပါလို့ဒီလိုမြင့်မြတ်တဲ့ရွေချက်နဲ့စဉ်းစားဆင်ခြင်ပြီးတော့စားရတာ ဒီလိုမြင့်မြတ်တဲ့ရွယ်ချက်နဲ့စားလို့ရှိရင်မဲမောမှုတွေနေသွားမယ်။ဏိဒါနဘကတန်ရုပ်ပါဠိတော်မှာဥဒ္ဒမန္တုပမသုတ်တံဆိုတာရှိတယ်။အစာဟာရကိုစားတဲ့အခါမှာတူရီသောသားလေးရဲ့အသားကိုစားသလိုသဘောထားရမယ်လို့မြတ်စွာဘုရားဟောတယ်။ရှင်းတုံးကလင်မယားနှစ်ယောက်တူရီသောသားငယ်လေးကိုခြိပိုးပြီးတော့စားနိုင်ရခအနေငယ်နဲ့ ကန္တာရခီကကြီးတခုကိုသွားရတဲ့လမ်းကုလမှာပဲပါလာခဲ့တဲ့စန္ဒရိခာလေးတွေကကုံသွားတယ်အဲ့ဒီတော့လင်မယားနှစ်ယောက်တိုင်ပင်ကြတယ်ငါတို့မှာပါလာတဲ့စန္ဒရိခာကတော့ကုံပြီမကူးမြတ်ပါသေးတဲ့ခီးခဲကလည်းကြံ့နေသေးတယ်ဒီတော့တို့ရဲ့ဒီတူရီတော်သားလေးကိုတတ်ပြီးတော့အသားတော်အသားညင်းလေးတွေပြုတ်ပြီးတော့ သားငယ်ရဲ့အသားကိုစားရင်းနဲ့ပဲကျန်တဲ့ခီးကိုဆက်သွားကြမယ်။တို့သုံးယောက်စလုံးမသေးဘူးနီလန်းကတော့ဒီနေ့ပဲရှိတော့တယ်လို့တိုင်ပင်ပြီးတော့သားငယ်လေးကိုတတ်ပြီးတော့အသားတို့အသားချင်းလေးတွေလှုပ်ပြီးတော့ဒီအလွန်တရာချစ်တဲ့သားရဲ့အသားကိုပဲစားရင်းနဲ့ကျန်တဲ့ခီးခဲကိုဖြတ်ကြတယ်။သားငယ်ရဲ့အသားကိုစားတိုင်းစားတိုင်းလေးပဲတို့ရဲ့သားလေးပဲမှလဲတို့ရဲ့သားလေးပဲမှလဲလို့ရင်ဘတ်ကိုထုပြီးတော့ငိုကြွေးကြတယ် အဲ့ဒီဥမာကိုမြတ်စွာဘုရားကဟောပြပြီးတော့ယဟန်တော်တွေကိုယဟန်တို့အဲ့ဒီလင်မယားနှစ်ယောက်ဟာသားငယ်ရဲ့အသားကိုစားတဲ့နေရာမှာပျော်ရွှင်မြူးတူးလို့တဲ့သဘောလှပတင့်တယ်လို့တဲ့သဘောရှိပါမလားလို့မေးတယ်။မေးရှိနိုင်မှမလို့လက်ကြံခီးခဲကိုကုမြောက်လို့တဲ့အတွက်ကြောင့်သာ စားကြရတာမဖြစ်လို့သာစားကြရတာအခုလည်းပဲအစာအစာကိုမှုဝဲတဲ့အခါမှာပျော်ရင်ပါရင်လှရင်ပါရင်လို့စားတာမဟုတ်ဘူး။ အသက်ရှင်သန်မှမြတ်သောအကျင့်ကိုကျင့်သုံးနိုင်မှာဒါကြောင့်အသက်ရှင်သန်နေဖို့အတွက်ဒီအစာဟာရကိုစားရတာလို့မှတ်မှန်ကန်ကန်စဉ်းစားဆင်ခြင်ပြီးစားရရမယ်တဲ့အစာဟာရရဲ့ပုံမှာမမောမှုတွေနေပါပြောက်ွယ်သွားဖို့အတွက်မြတ်စွာဘုရားကတော့နီးမျိုးစုံနဲ့စူးစားခိုင်းတာနီးမျိုးစုံနဲ့စဉ်းစားဆင်ခြင်တဲ့အောင်လည်းပဲသင်ပြပေးထားတာပါပဲဒီနေရာမှာ အစာအာဟာရရဲ့သဘောမှန်ကိုစဉ်းစားရင်လည်းမမောမှုတွေနှဲပါသွားနိုင်တယ်။ဒါဖြင့်အစာအာဟာရရဲ့သဘောအမှန်ကဘယ်လိုရှိတော့အစာအာဟာရရဲ့သဘောအမှန်ကယွန်ရှာဆက်စုပ်ပွဲတွေဖြစ်သွားမယ်ဆိုတာပါပဲ။ယွန်ရှာဆက်စုပ်ပွဲတွေဖြစ်သွားတယ်ဆိုတာကအဲ့ဒါအစာအာဟာရရဲ့သဘောအမှန်ပါပဲ။ဒါကြောင့်အစာအာဟာရကိုစားတဲ့အခါမှာဒီအစာအာဟာရရဲ့ယွန်ရှာဆက်စုပ်ပွဲသဘောတွေကိုစဉ်းစားဆင်ခြင်ပေးရမယ်။ ယောဂီတို့ရွှဆိုနေတဲ့နောက်ထပ်လင်္ကာလေးကိုစဉ်းစားကြည့်ပါအောင်။ဆွမ်းဟုခွန်မိအပစ္စည်းကသူကြီးပါလားတည်နေပါမူ။ယုံွယ်ရာမျိုးမဟုတ်လို့လဲ။ပုသူညီဟောင်းဤကိုကောင်နဲ့သုံးဆောင်သမှုအကြောင်းပြု၍ခုမကြာမောသူသဘောသူလျင်စောပျောက်ပြဲကင်းစင်ကွယ်သည်ထွေပွဲဖြစ်ကြတော့မည်တကား။သာဟာရဆိုတာသူတို့ကြီးတက်တက်ဆိုလို့ရှိရင်ယုံွယ်ရာမဟုတ်ပါဘူးတဲ့။ရောင်စင်အဖြစ်ရော။ အနံ့ရတာအနေနဲ့ရော စားခြင်းတဖွဲ့ပဲဒါပေမဲ့လည်းပို့သူညီအောင်ဤကိုယ်ကောင်နဲ့သုံးဆောင်သူမှုအကြောင်းပြု၍ဒီခန္ဓာကိုယ်ကြီးနဲ့ပေါင်းလိုက်တာနဲ့ပဲအလွန်ယုံရှားဝယ်တွေဖြစ်သွားရတယ်အဲဒါလို့အစာအာဟာရရဲ့ယုံရှားဆက်စုပ်ဝယ်သဘောတွေကိုအသေးချာစဉ်းစားပြီးတော့စားမယ်ဆိုရင်လည်းပဲအစာအာဟာရရဲ့ပုံမှာမေမောမှုတွေနေသွားနိုင်တယ်အစာအာဟာရဟာယုံရှားဆက်စုပ်ဝယ်ကောင်းတယ်လို့ မှန်ကန်တဲ့အမှတ်ရမှုအာဟာရအာဟာရပရိကူလတင်ညာလို့ဒီလိုမျိုးဆိုပါဗျာဟောပါအဲ့ဒီအာဟာရပရိကူလတင်ညာဆိုတာနိဗ္ဗာန်ကိုတောင်ရောက်အောင်ပို့နိုင်တယ်အင်္ဂုတ္တပါဠိတော်တတကနိပတ်မှာခြင်းဖန်များစွာပွားများလို့ရှိရင်နိဗ္ဗာန်လည်းတရားရှိတဲ့နိဗ္ဗာန်လည်းအဆုံးရှိတဲ့နိဗ္ဗာန်ကိုရောက်နိုင်တဲ့တင်ညာခုနှစ်ပါးဆိုတာကိုမြတ်စွာဘုရားဟောထားတယ် မတင်တယ်မှုကို အမှတ်ရတဲ့အတုပတင်ညာတည်ခြင်းကိုအမှတ်ရတဲ့မရဏတင်ညာအစာအာဟာရရဲ့ရွန်ရှားဆက်စုပ်ဖွဲ့လေးကိုအမှတ်ရတဲ့အာဟာရပိကူလာတင်ညာလုံးစုံသောလောကကြီးရဲ့ငွေလျော်ဝယ်မရှိမှုကိုအမှတ်ရတဲ့သဗ္ဗလောကေအနာဘိတိတင်ညာသင်္ခါရတရားတို့ရဲ့မတည်မြဲမှုကိုအမှတ်ရတဲ့အနေဆတင်ညာ မတည်မြဲခြင်း၌ရှင်ရဲမှုကိုအမှတ်ရတဲ့အနိစ္စေဒုက္ခတင်ညာရှင်ရဲခြင်း၌အဆုမရမှုကိုအမှတ်ရတဲ့ဒုက္ခအနတ္တတင်ညာဆိုပြီးတော့တင်ညာခုနှစ်မျိုးမြတ်စွာဘုရားဟောထားတယ်အဲ့ဒီတင်ညာခုနှစ်မျိုးထဲမှာအစာအာဟာရရဲ့ရွှန်ရှားဆက်စုပ်ွယ်သဘောတွေကိုအမှတ်ရတဲ့အာဟာရပိဥလတင်ညာဆိုတာတပါးအပါဝင်ဖြစ်နေတယ်အာဟာရပိဥလတင်ညာကိုပွားများလို့ရှိရင် အရသာမှာတက်မဲ့တဲ့လောဘတွေနှဲသွားမယ်လို့မြတ်စွာဘုရားဟောတယ်။အာဟာရပရိကုလတင်ညာကိုကျိန်ဖန်များစွာပွားများအထုံးမယ်ဆိုရင်တော့နိဗ္ဗာန်လင်တရားရှိတဲ့နိဗ္ဗာန်လင်အဆုံးရှိတဲ့နိဗ္ဗာန်ကိုတောင်ရအောင်ပို့နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဒါမြတ်စွာဘုရားဟောထားတာရှိတယ်။ဒါကြောင့်အစာအာဟာရကိုသုံးဆောင်တဲ့အခါမှာအစာအာဟာရရဲ့သဘောမှန်ဖြစ်တဲ့ယွန်ရှာဆက်စုပ်ဖွဲ့တွေကိုအမှတ်ရဖို့လိုတယ်။ကျိန်ဖန်များစွာ အမှတ်ရနိုင်ဖို့လိုတယ်။ဒါကြောင့် စာအာကိုစားတိုင်းစားတိုင်းမှန်မှန်ကန်ကန်သိသိပြီးတော့နေတဲ့တတိနဲ့လည်းပဲစားရမယ်အစာအာဟာရရဲ့သဘောအမှန်တွေကိုမှန်မှန်ကန်ကန်စဉ်းစားချင်းချင်းပြီးတော့လည်းပဲစားရမယ်မြင့်မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့လည်းပဲစဉ်းစားချင်းချင်းပြီးတော့စားကြရမယ်နောက်တစ်ခုကအစာအာဟာရကိုစားတဲ့အခါမှာတတိပဌံဘာဝနာကိုပွားများရင်းနဲ့စားကြရမယ် ဒါကတော့အစာအစာကိုစားတဲ့နေရာမှာအလွန်တရာမှအရေးပါတဲ့အလွန်တရာမှအရေးကြီးတဲ့ကျင့်စဉ်လို့ဒီလိုလည်းပဲနားလည်ရမယ်သတိပဋ္ဌာန်ပါဠိတော်မှာသမ္မာသနာပပဆိုတာရှိတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားကအစာအစာစားတာတောက်တာနဲ့ပတ်သက်ပြီးတော့အတိတိပိတိခာယိတိတာယိတိသမ္မာသနာကာရီဟောတိလို့အဲ့ဒါလို့ဟောတယ်အဓိပ္ပာယ်က စားတာတောက်တာခဲတာလျက်တာတွေကိုတိလျက်နဲ့ပြုတ်ရမယ်လို့အဲ့ဒါလိုအဓိပ္ပာယ်ရတယ်။အဲ့ဒီတော့စားတာတောက်တာခဲတာလျက်တာတွေကိုတိလျက်နဲ့ပြုတ်ရမယ်ဆိုတော့အစားတောက်တွေကိုစားတောက်နေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ဒီခန္ဓာကိုယ်ကြီးရဲ့အနေအထားတွေကိုလည်းပဲအမှန်တိုင်းသိသိနေရခန္ဓာကိုယ်ကြီးရဲ့ထိုင်နေတဲ့အနေအထားတွေအင်္ဂါစိတ်ပိုင်းချင်းချင်းထိနေတဲ့အနေအထားတွေလက်တွေရဲ့လှုပ်ရှားနေမှု ပါဇက်ရဲ့လှုပ်ရှားမှုဝါမျိုးစားတော့နေမှုဒါတွေကိုအမှန်တိုင်းတိ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 နေရမယ်အထူးသဖြင့်တော့စားတော့နေတဲ့အချိန်မှာလျာပေါ်မှာဖြစ်ပေါ်နေတဲ့အရသာမျိုးစုံတွေကိုအမှန်တိုင်းတိတိနေရမယ်ဒီချက်လေးကိုတိတိချာချာသတိထားပြီးတော့ကြိုးစားပါစားတော့နေတဲ့အချိန်မှာလျာပေါ်မှာဖြစ်ပေါ်နေတဲ့အရသာမျိုးစုံတွေအမှန်တိုင်းတိနေအောင်ကြိုးစားရမယ်ကြိုးတာပဲဖြစ်ဖြစ်ချင်တာပဲဖြစ်ဖြစ် ငန္ဓာပဲဖြစ်ဖြစ်စတ္တာပဲဖြစ်ဖြစ်ဘယ်လိုရတာတွေပဲဖြစ်ဖြစ်ဖြစ်နေတာတွေကိုအမှန်တိုင်းသိသိနေရမယ်အဲ့လိုစားတောင်းနေတဲ့အချိန်မှာစိတ်တိုင်းကြတာတွေလည်းဖြစ်နိုင်တယ်စိတ်တိုင်းမကြတာတွေလည်းဖြစ်နိုင်တယ်စိတ်ထဲမှာမကျင်တတ်တာလည်းဖြစ်နိုင်တယ်ကျင်တတ်တာလည်းဖြစ်နိုင်တယ်ဘယ်လိုစိတ်ရဲ့ခံစားချက်မျိုးကိုမစိုးဖြစ်နေတဲ့အတိုင်းလေးမှန်ကန်သိပြီးတော့နေဖို့လည်းပဲစူးစမ်းကြရမယ် ေတိုင်းကြတာကိုလည်းစေတိုင်းကြတယ်လို့အမှန်တိုင်းသိနေရမယ်စေတိုင်းမကြတာဖြစ်ရင်လည်းစေတိုင်းမကြတာတွေဖြစ်နေတယ်လို့အမှန်တိုင်းသိရမယ်ဒီတော့စားတောင့်နေချိန်မှာ ဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုတွေထိမှုတွေတရားပေါ်မှာဖြစ်ပေါ်နေတဲ့ရတာတွေဒါတွေကိုအမှန်တိုင်းသိသိနေအောင်ကြိုးစားကြရမယ်ဒါဟာလည်းပဲစားတောင့်နေတော့မှကျင့်သုံးကြရမယ်အဲ့ဆိုဘုရားရဲ့အဆုံးအမပါပဲ အဲ့ဒီတော့အစာအထကို စားတဲ့အခါမှာအချင်းချုပ်အဖြစ်မြတ်သောချင်းကိုကျင့်သုံးနိုင်ဖို့အတွက်ဒီအစာအထကိုစားတာပါဆိုတဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့စားကြရမယ်။နောက်တစ်ခုကအစာအထရဲ့ရွန်ရှားဆက်စုပ်ဖွဲ့တွေကို အမှတ်ရပြီးတော့လည်းပဲစားတောက်ကြရမယ်။နောက်တစ်ခုအရေးကြီးတာကစားတောက်နေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ယုံ nant တရားတွေကိုအမှန်တိုင်းတည်တည်နေအောင်စူးစမ်းရင်းနဲ့လည်းပဲစားတောက်ကြရမယ်။ မကစွာသိတဲ့ဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့မြင့်မြတ်စွာစားသုံးနိုင်ကြပါစေ။